။ရပရပရဟိတကကိုကိုကိုဆောင်းချောက်ပါမေတ္တာပို့ပါ။ဒါပရဟိတပဲ။ပစ္စည်းပေးတာတွေဘာတွေမပါပါဘူးเนาะ။ဒီနေ့ခေတ်ပြောတာကတော့ပစ္စည်းပေးတဲ့ပရဟိတပေါ့နော်။အဲဆိုရင်ပရယဟန်နေရပရဟိတလုပ်လို့ရလားမသိဘူးဗျာ။ယဟန်တော်ဒီအားလုံးကပရဟိတပဲပေါ့နော်။ဒါပေမဲ့အများပြောတဲ့ပရဟိတနဲ့ဘုရားပြောတဲ့ပရဟိတတော့ကွာတယ်။ဥစဉ်ကျောင်းမှာလည်းဩဝါဒပေးမှုပါလား။တုတ်တန်နာမလေးတော့နည်းနည်းမေးသွားတယ်အတ္တနာရခန္တော်ပရဏခတိဆိုတာလေ မိမိကိုယ်ကိုစောင့်ရှောက်နေရင်သူများကိုစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ဒါဗုဒ္ဓလိုတကြပြဟိတသူများကိုစောင့်ရှောက်လို့ချင်းရင်မိမိကိုယ်ကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်လို့ဘုရားပြောတယ်တော်တော်လေးပညာသားပါဒီစကားကိုဦးဇင်းတို့လူတွေလည်းမှတ်သားသင့်တယ်ဘုန်းကြီးတန်ခါတွေလည်းသိထားသင့်တယ်ဘုရားကိုယ်တိုင်ခေါ်တဲ့စကားနဲ့ပြဟိတနဲ့ပတ်သက်ပြီးတော့ အတ္တနဲ့ရက်ခံတော့သူများဒကာဒကာမတွေကိုတဲ့ချိမြောက်ခြင်းနဲ့နော်ဒကာဒကာမတွေကိုထောက်ပံ့ခြင်းနဲ့ဆိုလို့ရှိရင်ပစ္စည်းပေးတာမျိုးမဟုတ်ဘဲနဲ့မြတ်စွာဘုရားကကိုကိုကိုဆွတ်ချောက်ပါအတ္တနဲ့ရက်ခံတော့ဆိုတာကိုယ့်ရဲ့သီလတွေကိုဆန့်ကုန်ထိန်မေတ္တာတွေများပို့နော်အဲ့တော့သီလတွေကိုထိန်သမာဓိတွေပညာတွေကိုပွားများအထောက်နေရင်တဲ့ဒါကိုကိုကိုဆွတ်ချောက်တာကိုကိုကိုဆွတ်ချောက်လို့ရှိရင်တဲ့ပရဏရက်ခတိဒကာဒကာမတွေကိုလည်းဆွတ်ချောက်ရောက်တယ်မဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဂုံတွေကအမတန်ကြီးမားနေတယ်အဲ့တော့ကိုယ့်လိုပုံကိုယ်ကိုဒကာဒကာမတွေကဥခိုင်းလိုက်မယ် ဆုံးနေတဲ့ဆုံးတော့ဟူလိုက်မယ်ဆိုလို့ချင်းသူတို့မှအကျိုးအများကြီးရသွားတယ်။အဲ့ဒါပရဏလက်ခတိပဲတဲ့။ကိုကိုကိုထိုင်တဲ့တော်အပြင်သူများတွေကိုဆောင်ရပြည်သားဖြစ်သွားတယ်ဆိုတော့အဲ့ဒါပြောတာ။အဲ့တော့တကယ်တင်လာသမားတွေပညာပြည့်ဝတဲ့ဆယ်တော်တပါးကိုသင်္ကန်းတစုံကတ်လိုက်မယ်ဆုံးနေတဲ့ဆုံးလူလိုက်မယ်ဆိုလို့ချင်းအများကြီးသူများသွားတယ်။နော်။အဲ့ကြောင့်မိမိကိုကိုဆောင်ရချင်းတဲ့သူများကိုဆောင်ရပြည်သားဖြစ်သွားတယ်။အဲ့လိုပဲပရဏလက်ခတိတဲ့သူများကိုဆောင်ရတယ်ဆိုတာတဲ့။တရားငမတွေကိုမေတ္တာပို့နေတယ်။ယဟန်တပါးအနေနဲ့တရားမတွေကိုနေ့စဉ်နေ့စဉ်မေတ္တာတွေပို့နေတယ်။အဲ့ဒါပရဏလက်ခတိဆောင်ရတာ။ ဲ့လိုမေတ္တာပို့သောအားဖြင့်စိတ်တွေငြိမ်းချမ်းပြီးတော့တမာတိတွေရလာတယ်။တမာတိတွေရပြီးတော့ဝိပဿနာတွေအထုံမယ်ဆိုရင်ကိုယ်လည်းတရားရသွားတယ်။အဲကြောင့်သူများကိုဆောင်းချောင်းလို့ရှိရင်ကိုယ့်ကိုယ်ကိုလည်းဆောင်းချောင်းပြီးသားဖြစ်သွားတယ်လို့ဘုရားခေါ်တာ။အဲ့တော့ဘုရားပြောတဲ့ပရဟိတအဲ့ဒါပဲ။နော်။အဲ့တော့ဘုရားပြောတဲ့ပရဟိတကကိုယ့်ကိုယ်ကိုဆောင်းချောင်းပါမေတ္တာပို့ပါ။ဒါပရဟိတပဲ။ပစ္စည်းပေးတာတွေဘာတွေမပါပါဘူးနော်။ဒီနေ့ခေတ်ပြောတာကတော့ပစ္စည်းပေးတဲ့ပရဟိတပေါ့နော်။